အလုံးပဲမင်္ဂလာပါဖခင်များနေ့ဖြစ်တဲ့အတွက်ကဘာပေါ်ရှိဖခင်များအားလုံးကို Happy Father Day ပါလို့နှုတ်ဆက်ရှင်နေအတူတကွဆင်ရှင်နိုင်ဖို့ရန်ရွေးချယ်ထားတဲ့ကြံပိုက်လေးကိုဖတ်ရှုလိုရယ်ကဘာဦးကျန်ခန်းကြီးဆက်လျှောက်အငယ်နှစ်စာရက်ကအကျွန်ုပ်အားတောင်းဖွာရသောအခွင့်ကို ထာဝရဘုရားပေးတော်မမူအကျွန်ုပ်ဤကြုံမထံသို့ဝင်ပါလော့သူအဖြစ်အကျွန်ုပ်သည်တိဆောက်ရှင်ရှိကောင်း ရှိပါလိမ့်မည်ဟု အာဗြဟံအားဆို၏အာဗြဟံသည် စာရိတ်ဤစကားကိုနားထောင်လေ၏ဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အသက်တာကိုဆင်ရှင်နိုင်ဖို့ခေါ်ဖိတ်ရှင်တယ်ဒီသနာရဲ့ခေါင်းစဉ်ကိုတော့ဖောက်ကင်တယောက်ရဲ့ရွေးချယ်မှုဆိုပြီးတော့ပေးထားတာဖြစ်ပါတယ်ဒီကြမ်းလေးမှာဖောက်ကင်အာဗြဟံရဲ့ရွေးချယ်မှုအကြောင်းနဲ့ပတ်သက်ပြီးတွေ့မြင်ရမှာဖြစ်တယ်ဖောက်ကင်တိုင်းသည်လူမျိုးတစ်မျိုးအိမ်ထောင်တစ်ခု အသင်းတော်ကိုဥဆောင်နိုင်ဖို့ရန်ဖျားခွဲခန့်ထားတာဖြစ်တယ်။ဒါကြောင့်ဖောက်ကင်တဦးရဲ့ရွေးချယ်မှုသည်အင်မတန်အမအရေးကြီးတယ်လို့အဲ့ဒီရွေးချယ်မှုအပေါ်မှာမူတည်ပြီးမင်္ဂလာနဲ့အမင်္ဂလာတည်ရှိနေတာကြောင့်ရွေးချယ်မှုမမှားမယွင်းစေဖို့ရန်အထူးတတိပြုဆင်ရှင်စေလိုတယ်။ဖောက်ကင်များသည်အိမ်ထောင်အသင်းတော်မှာခေါင်းနေရာကဖျားသခင် ခွဲခန့်ထားတာကြောင့်ခေါင်းမတက်ဘူးဆိုရင် အမိကလည်းမတက်နိုင်တာကြောင့်အိမ်ထောင်တစ်ခုအသိန်းတော်တစ်ပတ်တည်အချိန်မရွေးလမ်းလျှောပြီးပျက်စီးဆုံးရှုံးမှုတွေနဲ့ရေဆန်ရတယ်လို့ဖျားဘုံတော်လည်းမထင်ရှားနိုင်ဘူး။ဒါကြောင့်ဖခင်ဖြစ်တဲ့ခေါင်းဆောင်များသည်ဖျားနှင့်မှန်ကန်စွာအသက်ရှင်မှသာလျှင်ဖျားရဲ့ပဲ့ပြင်မှုကြောင့်မှန်ကန်စွာဥဆောင်နိုင်မှာဖြစ်တယ်။ဖခင်တယောက်ဖျားနှင့်မှန်ကန်စွာအသက်ရှင်နိုင်ဖို့ရန် ဝိုင်းဝန်းကူညီပံ့ပိုးပေးရမယ့်တာဝန်သည်အိမ်ထောင်မိသားစုအယောက်စီတိုင်းရဲ့တာဝန်ဖြစ်တယ်။ဒီကြမ်းလေးမှာဖခင်ကအာဗရန်ကို လူမျိုးကြီးဖြစ်စေမယ်လို့ဂတိပြုထားပေမဲ့အာဗရန်မိသားစုရဲ့အရှင်နေသည်ဖခင်ရဲ့ဂတိတော်နဲ့လူအချက်တွေရှိနေတာကြောင့်မပြည့်စုံဘူးဖြစ်နေတယ်။အဲ့ဒီလိုလူအချက်ကို ပြည့်စုံနိုင်ဖို့ရန် ဖျားသခင်ပြင်ဆင်ပေးမဲ့အရာကို မမျော်လင့် လူရဲ့အတွေ့အခေါ်အယူအဆတွေအပေါ်မှာအရှိခံပြီးလှုပ်ဆောင်ခဲ့တာကြောင့်အာဗြံရဲ့ရွေးချယ်မှုသည်ဖျားရဲ့ဂတိတော်ကိုနှင်းရှည်ဖျက်ဆီးလိုက်တာဖြစ်တယ်။ဒီကြောင်းရာလေးကိုဆင်ခြင်ပြီးကျွန်ုပ်တို့ရဲ့အသက်တာမှာလည်းအာဗြံကဲ့သို့ဖျားရဲ့အလုတ်အပေါ်မှာ လူရဲ့အတွေ့အခေါ်တွေအကြံဉာဏ်တွေနဲ့အလင်းတစောမလုံမိစေဖို့ရန် အထူးတတိပြုရမှာဖြစ်တယ်ဒီကြောင့်ရသည်ဖျားရှင်ရဲ့ဆက်ဆုပ်ယုံရှားပွဲရာဖြစ်သွားတတ်ပါတယ်တုတ်တန်ကြအခန်းကြီး3အငယ်9 6မှာထာဝရဘုရားကိုစိတ်ညလုံးအကျွင်းမဲ့ကိုးစားလို့ကိုညံကိုအမိမပြုတ်နဲ့လို့ပေါ်ပြထားတာကြောင့်ကျွန်ုပ်တို့ရဲ့လုံဆောင်ရမယ့်အရာသည်အကျွင်းမဲ့ကိုးစားခြင်းပင်ဖြစ်တယ်ဉာဏ်ပညာအဖြစ်လုံဆောင်ခြင်းသည်ဖျားဘုံတော်မထင်ရှားသလို့ ဖျားလဲလက်ခံမှာမဟုတ်ဘူးဒီကြမ်းမဲလေးမှာ စာရာတီဖျားအလိုတော်ကိုဆောင်ဖို့ရန်အာဗရန်ကိုပန်းပူပေးရမယ့်အစအာဗရန်ရဲ့တွေးဝင်နေတဲ့စိတ်ကိုပုံမူပြီးတော့ဖျားနေဝေးကွာတောင်းအကြဉဏ်ကိုအတုံးပြုပြီးမှားရွင်းစွာပန်းပူခဲ့တာဖြစ်တယ်စာရာရဲ့အကြဉဏ်ကို အာဗရန်ကလက်ခံပြီးလုံဆောင်ခဲ့တာကြောင့် အာဗြဟံရဲ့မိသားအာဗြဟံမိသားစုရဲ့ပိဆက်ရခြင်းသည်ယခုအချိန်ကာလအထိနာကြီးဝမ်းနည်းမှုမြောက်များစွာနဲ့အပြတ်အလန်တက်ပြတ်နေကြတာဖြစ်တယ်။ဒီကြောင့်ရာလေးကိုဆင်ခြင်ပြီးကျွန်ုပ်တို့ရဲ့အသက်တာမှာလည်းဖယားနဲ့လမ်းလွဲသွားစီမဲ့ဖယားနဲ့စန့်ကျင်ဘက်အတွေ့အခေါ်တွေအကြံဉာဏ်တွေဘယ်လောက်ပဲကောင်းနေပေမဲ့မယူမိစေဖို့ရန်နှိုးဆော်ခြင်းနဲ့တခဏတာတာယာမှု အတွက်တပဝတ်တာပြီးဆက်သွားစီမဲ့အလုံမျိုးကိုမလုံဆောင်မိစေဖို့ရန်အထူးတတိပြုဆင်ခြင်နိုင်ဖို့ဖျားအလိုရှိတာဖြစ်တယ်။အာဗြဟံပေါ်မှာဖျားပေးတဲ့ဂတိစကားသည်အာဗြဟံအတွက်သာမကမိသားစုအတွက်လည်းပါနေတာကြောင့်ဂတိစကားပြည့်စုံနိုင်ဖို့ရန်မွေးဖွားလာတဲ့အမွေခံသည်တင်ဤကိုယ်တည်းကထွက်တော်သူသည်တင်ဤအမွေခံ ြည့်လိုက်ပြီဆိုပြီးတော့ကဘာဥကြအခန်းကြီး15အငယ်၄ခါကွေးပိုင်းမှာပေါ်ပြထားတာဖြစ်တယ်။ကျွန်မမရရှိသောရှမေလာနဲ့ဇနီးမယဆာရာမရရှိလာတဲ့ဣဇက်တို့သည်ဖခင်ရဲ့အမွေနဲ့ပတ်သက်ပတ်သက်ပြီးဆက်ကန်နိုင်ဖို့ရန်ယနေ့အချိန်ထိအမွေနဲ့ပတ်သက်ပြီးရံဘက်ပြုကရန်သူတစ်ဖွဲ့ဖြစ်နေရခြင်းသည်ဖခင်တယောက်ရဲ့မှားရင်တွေ့ ရွေးချယ်မှုကြောင့်ဖြစ်တယ်။ဒါကြောင့်ကျွန်ုပ်တို့ ဖခင်များရဲ့အသက်တာမှာဖခင်နဲ့ပတ်သက်လာရင်ရွေးချယ်မှုမမှားယွင်းမိစေဖို့ရန်လိုအပ်ပါတယ်။ရွေးချယ်မှုမှားယွင်းခဲ့ရင်တော့ရင်းဆိုင်ကြုံတွေ့လာရမယ်နောက်ဆုံးပြဿနာများသည်တဘဝအတွက်ဖြစ်တယ်လို့ထာဝရအတွက်စူးကျူးများဟုသာသာစဉ်မြစ်ဆက်တိုင်ခံစားရမှာဖြစ်တယ်။ဒါကြောင့်ဖခင်များသည်ရွေးချယ်မှု မှန်ကန်ခြင်းအပြင်မိသားစုသားစဉ်မြေဆက်တိုင်ဖခင်ကောင်းကြီးခံစားရခြင်းနဲ့တူဖခင်ဘုန်းတော်ထင်ရှားနိုင်ဖို့ရန်ဖခင်အလိုရှိတာဖြစ်တယ်ကျွန်ုပ်တို့ဖခင်များရဲ့ရွေးချယ်မှုပေါ်မှာမူတည်ပြီးမိသားစုရဲ့မိသားစုပေါ်မှာစိုးမွေကောင်းမွေကိုဖခင်ထံမှခံစားရရှိမှာဖြစ်သောကြောင့်အထူးတတိပြုရွေးချယ်စေလိုတယ်ဒါကြောင့်ရှင်တော်မိသားစုများ ဖခင်များနေ့မှာအာဗြဟံရဲ့ရွေးချယ်မှုမှားယွင်းမှုကြောင့်တားဆင်မြစ်ဆက်တိုင်စူးကျိုးကိုခံစားရတဲ့ကဲ့သို့ကျွန်ုပ်တို့ဖခင်များမှန်ကန်စွာရွေးချယ်တတ်ခြင်းအပြင်တားဆင်မြစ်ဆက်တိုင်ဖခင်ကောင်းကြီးနဲ့ပြည့်ချမ်းပြီးဖခင်ဘုန်းတော်ထင်ရှားနိုင်ဖို့ရန်အနည်းငယ်တိုက်တွန်းလို့ဆိုခွန်အားပေးလိုက်တယ်ကဘာပေါ်မှာရှိတဲ့ဖခင်များအားလုံးပေါ်ဖခင်ကောင်းကြီးပေးပါစေ။